ဒီဒါရိုက်တာတယောက်ကို420နဲ့တရားဆွဲထားတယ်ဒီတက်တယ်တွေရောဒီလိန်နဲ့ဒီဒါရိုက်တာရောပြောခြင်းလဲနင်တို့လောက်တာလူမှားနေပြီလို့သိလားရှင်နဲ့အောင်လာမလုံးနဲ့မရဘူးလို့ကျမအဲ့လိုလိန်နဲ့လူဆိုလို့ရှိရင်ကျမကအဲ သူများတော့မသိဘူးကွာနော်ဟိုရှင်နေတော့လာလိန်လို့မရပါဘူးလို့လာလိန်လို့ရှင်တော့ကျမက fight မှာပါလို့ဘယ်လိုကြောင့်လဲဆိုတော့ဂုံတိတ်ဟာအရာလဲအရန်ကြဆင်းနေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အမားတို့ကအဲနာမည်ပြတ်မရှိဘူးကွာကိုဟာကိုနေတာပြီးတော့ဒီလောကထဲကိုကိုရီးယားဒါ producer ဆိုတာဒီလောကထဲကိုကွာအခုမှစပြီးတော့လုပ်တဲ့လူကျမကလာလိန်လို့မရဘူးဆိုတော့ကျမပြောချင်တာလိန်တဲ့လူဆိုကျမ fight မှာပါတယောက်မှချန်ပေးမှာမဟုတ်ပါဘူးအကုန် fight မှာပါလို့အခုလက်ရှိရတော့ဗောနော် ဒီအမကိုဟိုဥစားပါဘောနော် အမကိုစစ်တာတော့ပြီးသွားပြီဘာအမှုနဲ့လဲဆိုတာဟိုပါဘောနော်420နဲ့ဘောနော်အမတရားဆွဲထားတာဒီဒါရိုက်တာတယောက်ဘောနော်နာမည်တော့ထည့်မပြောတော့ဘူးအဲဒီဒါရိုက်တာတယောက်ကို420နဲ့တရားဆွဲထားတယ်ဘာလို့လဲဆိုတော့ဒီဟိုပါဘောနော်အမနဲ့ဟိုပါဘောနော်စာချုပ်ချုပ်တုံးကဒီဟိုပါဘောနော်ဒီခုနှစ်ဖေးတာကျိုးကိုစွမ်းပိုင်ရေးတဲ့ဇက်နဲ့အမတို့ကဟိုစာချုပ်ချုပ်ထားလိုက်တယ်ဘောနော် ီးလိုက်ပြီးရောဒီစာချုပ်ချုပ်တဲ့အချိန်မှာမှဆင်ရင်သိန်း130ပေးပြီးသွားပြီပြီးလိုက်ပြီးရောစင်စာတင်မယ်လို့ဆိုလဲဆိုရောဒီအတ္တမယာဆိုတဲ့ဇက်ကြီးကိုလာပေးတယ်အတ္တမယာဆိုတဲ့ဇက်ကိုလာပေးတယ်လာပေးတဲ့အခါကျတော့အမကမေးလိုက်တယ်ဒီအတ္တမယာနဲ့ပေါ့နော်ဒီမှာတိုင်တယ်တယ်လဲလွယ်နေပေါ့နော်ဇက်လည်းဇက်ညူရေးတဲ့သူတွေလည်းလွယ်နေတယ်ဘာကြောင့်လဲပေါ့နော်မေးတော့သူကဘာမှမဟုတ်ဘူးညီမလေးတဲ့စွမ်းပိုင်ရဲ့ဒါကလောင်နာမည်ပေါ့နော် ဒီဒီဘက်ကအာဒီဒီဘက်ကပေါ့နော်အဲထိုက်ထိုက်ပါတော့ဒီဘက်ကဇလန်းဆရာတယောက်နာမည်မပြောချင်လို့နော်အဲ့ဒါသူ့ရဲ့တဲ့အဲနာမည်ဖြောင်းနေဆိုဆွမ်းမရဲ့နာမည်ဖြောင်းနေဆိုပြောတော့အဲဟလာအဲ့လိုဆိုလို့ရှိရင်လေအဲဒါဆိုလို့ရှိရင်ဒါဇလန်းဆန်ညိုရေးတဲ့သူကတူးသေးလားတယောက်သေးလားလို့မေးတော့ ဟုတ်တယ်တဲ့ဇက်လန်ဆန်ညုံရေးတဲ့သူကတူတိုင်းပါတယောက်တည်းပါတဲ့ဒီဒါရိုက်တာအမဟုတ်ပြောတယ်ပြောတော့အမကလည်းအဲဒီအမှုပညာတိုင်းဝိုင်းတဲ့လောကတွေကမဟုတ်ဘူးကွယ်တည်းမဟုတ်လားအဲ့ဒီတော့သူပြောတဲ့ဇကားတို့အမကယုံပြီးတော့ဒီဥစ္စာပေါ့နော်စင်စာတင်တဲ့အချိန်မှာအမကဒီအတ္တမယကိုအမကလက်တဟတ်နဲ့လက်မထိုးပေးလိုက်တယ် လက်မှတ်ထိုးပေးလိုက်တယ်ဆိုတဲ့ခါကျတော့အဲဟိုဒါလည်းလက်မှတ်ထိုးပေးလိုက်တယ်ဆိုတာကလည်းဒီခုနှစ်ထွေကကြိုးဇလန်းဇက်ညူရေးတဲ့သူနဲ့ဒီဘက်ကအတ္တမယာဇက်လန်းဇက်ညူရေးတဲ့သူနဲ့ကတဦးတည်းပါတယောက်တည်းပါလို့အမကိုပြောလို့အမကလည်းဒါလက်မထိုးပေးခဲ့တယ်ပေါ့နော်။ဂျားထဲမှာအမကကိုစွမ်းပိုင်ကိုရှာတာပေါ့နော်။ရှာလဲရှာရော။ကိုစွမ်းပိုင်နဲ့အမကသွားတွေ့တယ်။သွားတွေ့တော့ဒီ6လပိုင်း21ရက်နေ့မှာကိုစွမ်းပိုင်နဲ့သွားတွေ့တယ်။တွေ့လဲတွေ့ပြီးကိုစွမ်းပိုင်လို့ဒီဘက်ကဟိုဇက်လန်းဆက်ညွန်ရေးတဲ့သူနဲ့ ဒီဘက်ကခုနထွေကကြိုးရေးတဲ့ကိုဆွမ်းပိုင်နေရလို့တူးသေးလားလို့ဆိုမေးတော့လေညီမလေးတဲ့ဘာမှမဆိုင်ဘူးတဲ့အဲဒီဘက်ကတဲ့ခုနထွေကကြိုးကဒီဆွမ်းပိုင်ဆိုတာသူတို့ရဲ့ဇက်ပေါ့နော်အဲဒီဘက်ကအတ္တမာယာဆိုတာဒါတသက်တရာဟုတ်တဲ့အကူတို့ကလည်းအဲ့ဒီတဲ့င်းကိုကြားတယ်ပေါ့နော်တကယ်လို့ညီမလေးတို့ကအဲရိုက်ခဲ့မယ်ဆိုလို့ရှိရင်အကူတို့ဘက်ကလည်းကန့်ကွက်ဆရာရှိရာကန့်ကွက်မယ်အဲတရားဆွဲဆရာရှိရာလည်းဆွဲမယ်ပေါ့နော်ကိုဆွမ်းပိုင်ကအဲ့လိုပြောတာအဲ့လိုပြောခါကျတော့အမက အမအအနဲ့ဒီဒါရိုက်တာနဲ့အမတို့ကပြောတာပေါ့နော်အမနဲ့စာချုပ်ချုပ်ခဲ့တဲ့ဒါရိုက်တာအမကပြောတာပေါ့နော်ကဲဟိုပါပေါ့နော်ခမဒါဘလို့ရှင်းပေးမလဲပေါ့နော်ကိုစွမ်းပိုင်တယ်လေကျမတို့ကထိတ်တိုက်တိုးပြီးသွားပြီဒါကတူးတယ်လည်းမဟုတ်ဘူးတယောက်ထဲလည်းမဟုတ်ဘူးအဲ့တော့ဒီဘက်ကဒီဒါရိုက်တာဘလို့ရှင်းပေးမလဲပေါ့နော် ပြောတဲ့ဥစ္စာကို तू ကအဲဟိုပါပေါ့နော် ဒီဒီဒီအတ္တမယာနဲ့ဝယ်သွားရိုက်မှာတဲ့အတ္တမယာနဲ့ရိုက်မယ်ဆိုတာကြီးကသူကခုနှစ်ထွေကဂျိုးရဲ့ကိုစွမ်းပိုင်ရဲ့ဇက်ကိုသူကကြိုးရို့ယူထားတာယူထားတဲ့အခါကျတော့အမတို့ကဒီဇက်ကိုရိုက်ခဲ့လို့ရှိရင်အမကပရိုဂျူဆာပေါ့နော်ကိုတရားဆွဲခံရမှာလေအဲ့တော့ကိုဟိုဟာဖြစ်မဲ့အလုပ်ကိုကိုလည်းမလုပ်ဘူးနေနော်အဲ့တော့ကဲအားလုံးပဲကိုစွမ်းပိုင်တို့နဲ့ဒီဟိုဟာပေါ့နော်ဒီဒါရိုက်တာတွေနဲ့အမတို့နဲ့ပေါ့နော်အားလုံးမျက်နှာစုံကြီးညှိလိုက်တယ်ညှိလိုက်တော့ကဲပေါ့နော်ဟိုဟာပေါ့နော် အကိုညှိပါကိုစမ်းပိုင်ကညှိပါအဆင်ပြေအောင်ညှိပါအဆင်ပြေရင်တော့ကျမတို့ကဒီဇက်လန်းကိုထက်ရိုက်မယ်အဆင်မပြေရင်တော့အဲကျမတို့စာချုပ်ဖြတ်သိမ်းမယ်လို့စာချုပ်ဖြတ်သိမ်းမယ်ဆိုအားနဲ့သူတို့ညှိရညှိရညှိရဘလုံးကအဆင်မပြေဘူးနောက်ဆုံးကျတော့ဘလို့ဖြစ်သွားလဲဆိုတော့ကျမစာချုပ်စာချုပ်ဖြတ်သိမ်းမယ်ဆိုတော့ကျမနဲ့ကိုကျမနဲ့သူနဲ့စီရန်ပေးထားတဲ့ငွေသိန်း130ရဲ့စာချုပ်ကိုဖြတ်သိမ်းခဲ့တယ်ဖြတ်သိမ်းခဲ့ပြီးတော့ဒီဘက်အနောက်မှာပေါ့နော်ဒီစာချုပ်ရဲ့ဒီဘက်အနောက်မှာ ဒီဒါရိုက်တာကဟိုဟာပေါ့နော်ဒီမှာဟိုဟာ2024 6လပိုင်း20ဟိုကပေါ့เนาะ6လပိုင်း24ရက်နေမှာအမတို့ရှင်းတယ်9လပိုင်း30ရက်နေ2024ပေါ့เนาะ음330ပြန်ပြီးမဲဆိုတော့ဒီမှာလက်မှတ်ထိုးထားတယ်လက်မှတ်တွေသူ့ရဲ့တက်သေးတွေရောအဲကင်မရာငှားစားတဲ့ နမဲကြီးကင်မရာငှားစားတဲ့ကင်မရာပစ္စည်းတွေစက်ပစ္စည်းတွေငှားစားတဲ့လူကလက်မှတ်ထိုးထားတယ်အတိတ်တည်းအဖြစ်အဲလက်မှတ်ထိုးထားတယ်နမဲတော့အမထက်မပြောဘူးပေါ့နော်အဲ့ဒီတော့အဲ့ဒီလူလည်းတက်တည်းအဖြစ်လက်မှတ်ထိုးထားတယ်ခုနလပိုင်း30ရက်နေမှာအမရဲ့ဒီပတ်စံ330ကိုပြန်ပေးပါမယ်ဆိုပြီးတော့လက်မှတ်ထိုးထားတယ်အဲ့ဒီတော့ခုနလပိုင်း30ရက်နေမှာလည်း ပြန်ပေးဖို့အစီအစဉ်လုံးဝမရှိဘူးအဆက်တည်းလည်းလုံးဝပြတ်ထားတဲ့အတွက်အမားတို့က notice စာပို့ပြီးတော့အကြောင်းကြားတယ်အကြောင်းကြားတော့သူတို့ဘက်က notice စာပြန်လာတယ်ပြန်လာပြီးတော့ဘလို့မှလည်းခြားထဲမှာလည်းအဆင်မပြေဘူးအားနဲ့အမားကဒီမှာအဲတရားဆွဲထားတယ်ပေါ့နော်420နဲ့အမားတရားဆွဲထားတယ်ဂျားထဲမှာညှိရဆိုလို့ရှိရင်တော့မှအမားပတ်စံသိန်း130ရရမယ်30ကိုအမားကလျှော့ပေးမယ်နေငါ့ကို100ပဲပေးတရားတော်မှာငါ90တစ်ဖြက်ယူမယ်နောက်3လနေငါ90တစ်ဖြက်ယူမယ်အဲ့ဒီလောက်ကြီးထိကျမရှော့ပေးပြီးွားပြီး အမှုရေဆိုင်တာလည်းအခုဆိုဘဏ္ဍာလောက်ရှိပြီ9လ10လောက်အဲရှိပြီရှိပြီဆိုတော့ကျမအဲ့လောက်ရှော့ပေးတယ်အဲ့ရှော့ပေးတာလည်း तू ကနောက်ထပ်ထပ်ပြီးတော့တင်းနေတော့မယ်အဲ့တော့ရပါတယ်ထပ်ပြီးတော့အဲတင်းပါကျမကဆက်ပြီးတော့ fight ပါမယ်လို့အမတို့ကကွာအပြင်ကစီဝိုင်းသမားတွေအဲဒီအမှုပညာလောကကိုထားအခုမှဝင်ပြီးတော့ကိုရီးယားဟိုဟာပေါ့နော်အဲလက်ရှိမှာ producer ဆက်လုပ်တာပေါ့နော်ဆက်လုပ်တဲ့အချိန်မှာဒါမျိုးကြီးတိုးတယ်ဆိုတော့လေဟိုဟာပေါ့နော် တော်တော်စိတ်ပြက်ဆရာကောင်းပါတယ်ကျွန်မအဲ့လိုလိန်နေလို့ဆိုလို့ရှိရင်ကျွန်မကအဲသူများတော့မသိဘူးပေါ့နော်ဟိုရှင်နေတော့လာလိန်လို့မရပါဘူးလို့လာလိန်လို့ရှင်တော့ကျွန်မက fight မှာပါလို့အာလာပြောတာ ဘလို့ကြောင့်လို့လဲဆိုတော့ဂုံသိက္ခာအရာလဲအရန်ကြဆင်းတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အမတို့ကအဲနံပါတ်ပြတ်မရှိဘူးကွာကိုဟာကိုနေတာပြီးတော့ဒီလောကထဲကိုကိုရီးယားဒါပရိုဂျူဆာဆိုတာဒီလောကထဲကိုကွာအခုမှစပြီးတော့လောက်တဲ့လူလောက်တဲ့လူတယောက်အနေနဲ့အဲတတော်ကြီးကိုလဲစိတ်ပြတ်မိပါတယ်ဒီလိုဟိုလူမျိုးတွေချောင်းပေါ့နော်အဲအလောက်ကိုကောင်းကောင်းမွန်မွန်မလောက်တဲ့လူတွေအတွက်ကြတော့ကိုယ်အဲကိုယ်ပတ်ပြီးတော့တည့်ရမှော်လားဒါမျိုးကြီးတွေပေးတာကြတော့အရန်စိတ်ပြတ်စရာကောင်းပါတယ်ကျမအခုလက်ရှိဆိုလို့ရှိရင်ပရိုဂျူဆာလုံးဝလောက်ချင်တဲ့စိတ်တည်းမရှိ ဘူးလေတိလာလုံးဝလှုပ်ချင်တဲ့စိတ်ကိုမရှိတော့တော်တော်စိတ်ပြတ်သွားတာကျမကလာလိန်လို့မရဘူးဆိုတာကျမပြောချင်တာလိန်တဲ့လူဆိုကျမ fight မှာပါတယောက်မှခြံမေးမှာမဟုတ်ပါဘူးအကုန် fight မှာပါဒီတက်တေတွေရောဒီလိန်နဲ့ဒီ director ရောပြောချင်တယ်နင်တို့လှုပ်တာလူမှားနေပြီလို့တိလာရှင်နဲ့အောင်လာမလုံးနဲ့မရဘူးလို့တက်တေတွေလည်းအကုန်ရှိတယ်အကုန်လုံးလည်းတရားရုံးမှာလည်းတင်ထားတယ်အမားတို့သူတို့တွေဒီ director တွေနဲ့အမားတို့ညှိနှိုင်းမှုပြုလုပ်တဲ့အချိန်မှာလည်းသူ့ဘက်ကနေပြီးတော့တက်တေပါတယ် ်အမားဘက်မှာလည်းတက်သေးတွေပါတယ်အမမန်နေဂျာတယောက်ပါတယ်အမရဲ့တက်သေးတချို့လူပါတယ်အဲဒီ character ဒီဒီဒီဆက်လက်ဆက်ညွှန်ရေးတဲ့ကိုစွမ်းပိုင်တို့လည်းပါတယ်အားလုံးစုံညီပြီးတော့လည်းညှိပြီးပြီးအစင်မပြေဘူးအစင်မပြေမှုကိုပဲရွေးချယ်တယ်ပေါ့နော်အဲ့ဒီအတွက်ဟိုခံမောလို့နော်ခံမောလို့ပဲပြောချင်တယ်အဲ့ဒီတွေ့လေဒီ character ဘက်ကတက်သေးဆိုလို့ရှိရင်ဒါကွာလူအရန်အတိများတဲ့လူ မရာကြီးလည်းငှားစားတယ်နော်ရှိသမျှစပစ္စည်းတွေလည်းအကုန်ငှားစားတယ်နည်းနည်းပါးပါးလေးအေးပြောမယ်ဆိုတာမျိုးမရှိဘူးရမလားဆိုတဲ့အထာမျိုးတွေနဲ့ငြိမ်နေတော့လေအေးကျွန်မရှင်နဲ့ဖိုက်မှာပါလို့နော်တတိယပါငြိမ်နေတာတရားပါငြိမ်းနေတာ तू 420နဲ့ဟိုဟိုပါပေါ့နော်တရားခံက420နဲ့တရားဆွဲထားတာ तू ကတက်တည်ပါတယ်ဆိုတာကိုမသိရလားမသိချင်အောင်စောင်းနေတာလားဒါမှမဟုတ်ရလို့လောက်တာလား ရလို့လောက်တာလားဆိုလို့ရှိရင်တော့လူမှားနေပြီလို့သိလား